လက်ရှိဗီယက်နမ်နိုင်ငံကုန်းတွင်းမိုင်းကိုရောက်ရှိနေတဲ့အပူပိုင်းမုန်တိုင်းပွေလွန်ရဲ့လက်ကျန်လီဘီယားနဲ့ယဝန်ဟာစက်တင်ဘာ30ရက်နေ့မှာမြန်မာနိုင်ငံအရှေ့ပိုင်းကိုစတင်ဝင်ရောက်မယ်လို့သိရပါတယ်။အဲဒီအားကောင်းတဲ့အပူပိုင်းမုန်တိုင်းပွေလွန်ကပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်စက်တင်ဘာ29ရက်ကနေအောက်တိုဘာ1ရက်နေ့အတွင်းမြန်မာနိုင်ငံတဝန်းနေရာကွက်ပြီးမိုးကြီးမယ်လို့စစ်ကောင်မရှင်လောက်ရှိမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာန မိုးစလကဒီကနေ့စက်တင်ဘာ29ရက်မှာထုတ်ပြန်ပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းဘူအလဝိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်ပြီးနောက်လက်ရှိမှာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းကို ရောက်ရှိနေကဒီကနေ့ညနေပိုင်းမှာလာအိုနိုင်ငံကုန်းတွင်းပိုင်းကိုရောက်ရှိမှာဖြစ်ပြီးအဲဒီကဆက်ပြီးတော့မြန်မာနိုင်ငံအရှေ့ပိုင်းကိုရောက်ရှိမှာဖြစ်တယ်လို့မိုးစလစီကသိရပါတယ်။ဒီနေ့စက်တင်ဘာ29ရက်မနက်ပိုင်းကနေအောက်တိုဘာ1ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်မန္တလေး ပကောမကွေးစကိုင်းအေဝရီတနင်္သာရီတိုင်းနဲ့ကချင်ကရင်နီကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။မြမကိုင်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကျရောက်ပြီးလိုင်းကြီးမှာဖြစ်တဲ့ပြင်ရေပြင်မြေပြင်လေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်မှာမြမကိုင်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ဆယ်ဘေကနေ၁၂ဘေခန့်ထိရှိနိုင်တယ်လို့မိုးစလကဆိုပါတယ်။ဒါအပြင်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပြစ်တာ၊မျက်စိလက်တာ၊မိုးသီးကျွေတာ၊မျက်တပြက်ရေကြီးတာနဲ့မြေပြိုရာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကအတည်ပြုထားပါတယ်။နိုင်ငံတကာသတင်းဌာနတွေရဲ့ဖော်ပြချက်အရဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်းဘူးအလွိုင်းကြောင့်လူ26ဦးသေဆုံးပြီး14ဦးပျောက်ဆုံးခဲ့ပါတယ်။